အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Night Story Channel လေးကနေပြည်သက်များကိုပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူတာတီရေးသားထားတဲ့အလောင်းစားတရေဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးကိုနားမစင်ခင်မှာပဲကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လေးနှိပ်ပြီးဘေးက Notify Bell ခေါင်းလောင်းလေးကိုလည်းတီးခဲ့ပါအောင်လို့ပြောရင်းနဲ့ဇာတ်လမ်းလေးကိုစလိုက်ခြင်းပါတယ်ခင်ဗျာကျွန်တော်ကတော့တော်စင်ပဲဖြစ်ပါတယ် ကျုပ်တို့ဒေသမှာဒီလိုအဆောင်အကုံတွေကူးကာလာလေးက နေလို့အကောင်းဆုံးပဲဗျကျုံနဲ့ကျုပ်အဖကတော့အင်ရှိကုတ်ပစ်လီမှာထိုင်ပြီးတောင်းရက်နေကြတာဗျဘိုးညံပြိုးဘိုးညံအင်ရှိကခေါ်တန်းကြားလိုက်ရတယ်အဖကလည်းဟေးလာလီဘယ်သူလဲကွာဟာကျုပ်တာမောင်မားဗျကိုတာမောင်ဆိုတာကရွာတွေကပြားဖို့ပြီးပြားရီရောင်းတဲ့လူဗျ အခုလဲကဘာဟာဆေးပေါ်ဖို့မာထားတဲ့အပြားကြီးရလို့လာပို့တာတဲ့အဲ့ဒါနဲ့ကိုတောင်မောင်ကဘုညံနေလို့ရောကောင်းရဲ့လားအေးကောင်းပါတယ်ကွာဒါနဲ့မင်းတို့ရောအပြားကြီးရကြရဲ့လားဟာရဗျာဒီရဲ့ပိုင်းနဲ့ပြားကြီးဟာအတော်ရတာဗျဟိုရက်ကဆို ပြားအောင်ကြီးသုံးအောင်အောင်ရတာလူနဲ့မနိုင်လို့ကျုံကြီးကိုရွာဟာလဲပြန်ယူခိုင်းပြီးတည်ရတာဗျဒါနဲ့ကျုပ်ပြောစရာကိစ္စရှိသေးတယ် ော်တော်လေးကိုထူးဆန်းလို့ဗျ။ဟောဗောင်ရီမြတ်ထူးဆန်းလို့လေကိုကြီးတောင်းမောင်ရ။အဲ့ဒီလိုနဲ့ကျုပ်ကလည်းမေးလိုက်တယ်။ဟောတာတီဆိုတဲ့ကျုပ်ကလည်းထူးထူးဆန်းဆန်းဆိုအရန်စိတ်ဝင်စားတာဗျ။ဟောဒီလိုတာတီကငါနဲ့ငါ့ညီတောင်းအောင်လို့ပြားဖို့ပြီးအပြန်မှာတောတွေကလမ်းနဲ့ဖိုးသူတော်ကြီးတစ်ပါးနဲ့တွေ့တာကွာ။ငါကလည်းငါတို့ဒီနားတစ်ဝိုက်ကဖိုးသူတော်ရှိတယ်လို့တကားမှမကြဘူးလေ။အဲ့ဒါနဲ့ကုစုလေးယူမဲဆိုပြီးပြားတလက်ကိုဖဲ့ကျွေးလိုက်တာ။ ဘိုးသူတော်ကြီးကအားရပါးရစားတာကွာပြီးလဲပြီးတော့သူ့လက်ထဲကကျေးစီကြီးကိုတီးတော့တာဟဲ့ငါထင်လိုက်တာကငါတို့ကိုကျေးစီထုပြီးတာရုခေါ်တယ်ထင်နေတာအာဘယ်ဟုတ်ပါမလဲဟေးကျေးစီတန်လဲဆုံးရောတော်တယ်ကပြားတွေထွက်လာပြီးလိုက်တုတ်တာလူတွေရောနွားတွေရောဖူးပိတ်နေဖြစ်ကုန်တာပဲကွာဟာထူးဆန်းလိုက်လားတာမောင်ရအဲ့ဒီလိုပဲအဘကနေဝင်ပြောလိုက်တယ်ကျုပ်ကလည်းပြန်မေးရောပေါ့အဘ ဒါကသွေးရသားရရဟုတ်ရဲ့လား။ဟာလူလေးကလည်းဒီလူကိစ္စတွေကအဘတဲ့မင်းကဘို့သိတာလေ။လူလေးတောင်မတွေ့တယ်မှတော့အဘကဘလို့သိမလဲကွာ။အဲ့ဒီအချိန်ရွာလေးကမဟုတ်ဆိုကိုကျော့စင်ရောက်လာပြီ။တော်တီမင်းအမေရှိတာကွာ။တောဝဲသားလေးရရင်လာပို့ပေးပါအောင်ဆိုလို့ငါလာပို့ပေးတာ။ဟုတ်တယ်ဟုတ်တယ်။အမေကဘုံကြီးစွန်ကြိုက်ပို့ဖို့ကျုပ်ကပြောထားတယ်။လာလာကိုကြီးကျော့စင်အိမ်ဘေးကနေကျုပ်ခေါ်သွားလိုက်တယ်။ အမေကိုဝတ်သားပေးပြီးကျုံနဲ့ကိုကြီးကျုံစိန်ပြန်ထွက်လာတော့အဘနဲ့ကိုကြီးတာမောင်ကစေးပေါ်ဆက်တဲ့အကြောင်းပြောနေကြတယ်။ကဲထိုင်ကွာမောင်ကျော်စိန်မင်းအဖေရောနေကောင်းရဲ့လား။ဟုတ်ကဲ့ကောင်းပါတယ်ဘုန်းညံကျုံနဲ့အတူတော့အမဲလိုက်နေသေးတယ်။တာလီဆိုတဲ့ကျုပ်ကလည်းကိုကျော်စိန်ကိုတောတွေချောင်းကိုဆက်ဆုလိုက်တယ်။ကိုကြီးကျော်စိန်ကတောတဘာဝတွေပြောရင်တခုခုသတိရလိုက်ပုံနဲ့။ဒါနဲ့ဘုန်းညံဟိုနေ့ဟာအဖြစ်ပြက်လေးကိုပြောမလို့အခုမှသတိရတယ်ဗျာ။ ဟာဘာလဲကြော်စင်ရ။အာဟိုတနေ့ရဗျာတောထဲမှာဖိုးသူတော်ကြီးတစ်ပါးနဲ့ဖိုးရင်ကြောက်ကဘာမှာတွေ့တာလေ။ဟမ်ဖိုးဖိုးသူတော်ရောက်လာ။ကျုပ်တို့အလုံးတံပြန်ထွက်သွားတယ်။ဟာဘာဖြစ်လို့လဲဗျ။အေးဘာမှဖြစ်ပါဘူးကွာဆက်ပြောပါဦး။အေးအဲ့ဖိုးသူတော်ကြီးရှိရကျုပ်တို့သားပါဖြတ်သွားတော့ဘာမှမဖြစ်ပဲနဲ့လိုက်ကြည့်နေရဗျ။ကျုပ်တို့လည်းကြော်သွားတော့မှကြေးစီကြီးကိုထုတာဗျာ။ကြေးစီတယ်လည်းတိတ်သွားရော။တောထဲကတောဝကြီးနှောင်ထွက်လာပြီ။ ကျုပ်တို့သားဖောက်လိုက်ပတ်တာဗျို့ကျုပ်ဘာကတပည့်ကြီးနောက်ကပုံပြီကျုပ်ကအယောင်ပြပြေးခိုင်းတာပြီးမှပြစ်လိုက်တာဗျာတကောင်သေးပြီးတကောင်ကလည်းလန့်ပြီးထွက်ပြေးသွားရောဗျအဲ့ဒါနဲ့ကျုပ်တို့ပြန်ကြည့်တော့အဲ့ဒီဘိုးသူတော်ကြီးကမရှိတော့ဘူးဗျဘိုးညံကျုပ်တို့ဒီဘက်မှာဘိုးသူတော်လည်းတကားမှမတွေ့ဘူးပါဘူးဟာမင်းတို့အဖြစ်ပြက်တွေကလည်းထူတော်ထူဆန်းသားဟာဗျာမင်းတို့ဆိုတော့ဘယ်သူတွေပါသေးလို့လဲဘိုးညံဒီကောင်သားမောင်ကလည်းမင်းတို့နဲ့အဖြစ်ပြက်အတူတူပဲကွာ ဟာဟုတ်လားတာမောင်အေးဟုတ်တယ်ကျော်စင်ရတာဒီဆိုတဲ့ကျုပ်လဲအဲ့ဒီအဖြစ်အပျက်တွေကိုတွေးမရအောင်ဖြစ်နေတော့တယ်နောက်နေ့မနေ့မှာကျုပ်တို့မိသားစုမနေ့စာစားနေတော့အိမ်ဝါဟာနေခေါ်သံထက်ကြလိုက်ရတယ်တာဒီတာဒီမနေ့အစောနင်းတွေတအားကြနေလို့ဘယ်သူဘဝမှမမြင်ရဘူးအမေကလည်းဟဲ့တာဒီထူးလိုက်လေအဟုတ်ရှိတယ်ဗျဝင်ဝင်ခဲ့လေအိမ်ရှိမကြီးပညာရောက်မှာ အိမ်ရှိကမကြီးပင်ကြီးနားကိုရောက်မှသူတို့ကိုတွေ့လိုက်ရတယ်။ဟာဝတ်တိုးဝတ်တိုးဆိုတာဟိုဘက်ရွာကကျုပ်တငယ်ချင်း။ဟာမင်းကလည်းငါစီလာတာတန်းဝင်လို့ရတာပဲ။အော်ခေါ်နေသေးတယ်ကွာ။အဲ့ဒါနဲ့ကျုပ်အမေကဟဲ့ငါတို့ရွာမလာတာကြာပေါ့ဟဲ့။ဘာလဲအီမီသမီးရွှေမီလင်ရတော်လို့လား။အာမဟုတ်ပါဘူးကြီးတော်ရဲ့ကျုပ်လည်းလေးဆင်းနေရလို့ပါ။ဟေးဝတ်တိုး လာရင်ကိစ္စကိုပြောပါအောင်လေဟာအေးဟိုနေ့ကအစောကြီးကွာငါတို့ရွာနေကြီးစီစံကြီးတရွာလုံးကြားနေရတာကွာဘာမှလည်းမမြင်အောင်တချို့ဆိုဘေးနာကတိလီသွားတယ်လို့ကိုကြားနေရတာဟာအဲ့မင်းတို့ထွက်မကြည့်ကြဘူးလားဟာထွက်ကြည့်တာပေါ့ဟာဘာမှမတွေ့ရဘူးကျုပ်ကလည်းအဖကိုမေးလိုက်တယ်ကိုတာမောင်နဲ့ကိုကြော့စိန်တို့ကြဘာလို့မြင်ရတာလဲအဲ့ဒီဖိုးသူတော်ကြီးကိုဘာလို့မြင်ရတာလဲအာဒီလိုငါသားရဲ့ တောင်မောင်တို့ကျွန့်စိန်တို့ဟာအာဟုသူအလုပ်တွေနဲ့အသက်မွေးတဲ့သူဆိုတော့ကံနိုင်လို့မြင်ရတာပေါ့ကွာဝါတို့ပြီးပြီလားမင်းကိစ္စမပြီးသေးဘူးလေမင်းနဲ့ဘုံညာစကားမဆုံးသေးလို့ငါစောင့်နေရအော်အေးဆက်ပြောလေကွာအေးအေးအဲ့အဲ့ဂျေးစီတန်ကြီးတိတ်သွားလို့နောက်တနားကြီးလောက်နေတော့ရွာထဲကငိုတန်ကြီးထွက်လာတာဗျရွာလေကဥဖိုးထိန်ကြီးအကောင်းကြီးကနေမူးတယ်မူးတယ်ဆိုပြီး လဲကြပြီးစောင်းသွားတာဗျာဒါနဲ့ကျုပ်တို့ကာလာသားတွေလည်းခေါင်းပြင်းလေးတိုင်စင်နဲ့အကောင်းနေရာတွေဘာတွေကြပါဗျာညကြတော့ကာလာသားတွေစုပြီးမသာဆောင်ဖဲရိုက်ကြတာဗောအဲ့ဒီအချိန်မှာပဲရွာထဲကကြေးစီတန်းကြီးထွက်လာတာဗျာခဏလေးနေတော့ကျုပ်တို့ဘာကြောင့်မှမသိဘူးအိပ်ပျော်ကုန်ကြတာမနေ့၄နာရီလောက်မှရွာလူကြီးဦးဝင်းကအလံတကြားနှုတ်လို့ကျုပ်တို့အလုံးနှိုးကြတာအဲ့ဒါနဲ့ဦးဝင်းကဟိတ်ကောင်းနေ မင်းတို့အလောင်းမရှိတော့ဘူးကွာအဲ့ဒီလိုအလံတကြားနဲ့ပြောလိုက်တယ်ဟုတ်ပါဗျာကျုပ်တို့လည်းလှည့်ကြည့်လိုက်တော့အလောင်းကြီးကမရှိတော့ဘူးဗျာဟာနေပါဦးဝတ်တော့ရမင်းတို့အိပ်ပြောသွားတော့မသားရှင်နေရရောမသိဘူးလားအလောင်းပြောက်တာကိုမသိဘူးလားအဲ့ဒီလိုကျုပ်ကမေးလိုက်တော့အဲ့ဒီကြီးစီတန်းကြီးကတရွာလုံးကိုပတ်ထုတ်နေရအိမ်ဝင်ချခံရတယ်လို့ဖြစ်ပြီးတော့မနက်၄နာရီလောက်မှအားလုံးနိုးလာတာကွာ အဲ့တော့လည်းပဲတရွာလုံးအဖွဲခွဲပြီးရှာကြတာဘယ်မှမမတွေ့ဘူးကွာရွာတွေရောတောတွေတွေပါရှာကြတာမနဲ့နေထွက်လာတော့မှရွာသားနှစ်ယောက်ကအလံတရားပြေးလာပြီးအလောင်းရှာတွေ့ပြီးဆိုမှအဲ့ဒီနေရာကိုလိုက်သွားကြရတာကျုပ်တို့ရောက်တော့အလောင်းကိုရှူကြီးထဲမှာတွေ့တာကွာဒါတည်းကြီးအလောင်းကအသားတွေဘာမှမရှိတော့ဘဲနဲ့အယိုးပဲကြံခဲ့တာအဲ့ဒါနဲ့ရှူထဲမှာမြေမြုပ်ခဲလိုက်ရတယ်ကွာ အခုဆိုကွာတရွာလုံးကလည်းအရန်ကြောက်နေပြီမိမတွေဆိုငိုနေကြတာကွာအဲ့ဒါရွာကလူတွေကတာတိကိုတွားပြော်ပြီးအကူအညီတောင်းပေးပါဆိုလို့ငါမင်းစီလာခဲ့လိုက်တာအဲ့ဒါဘာလုပ်ရမလဲတာတိအေးမင်းပြောတာဒီအကုန်လုံးငါစဉ်းစားနေတာပဲအဓိကအဲ့ဒီဖိုးသူတော်ကြီးနဲ့ပတ်သက်နေတာကွာအဘရောဘလို့တွေးမိလဲငါသားရဲ့ ်မင်းကအဘတို့တဲ့ဒီကိစ္စတွေပို့ပြီးအတွေ့အကြုံရှိလာလေကွာအေးအဲ့ဒါဆိုဝတ်တို့မင်းပြန်နှင်းလိုက်ငါဒီညမဘွဲဝါနဲ့တွေ့ပြီးဘာဆက်လို့ရမလဲပြန်ပြောမယ်ဟုတ်ပြီလားအေးကွာဒါဆိုလဲငါရွာကိုပြန်ပြီးအခြေအနေတွေပြောထားလိုက်မယ်ဝတ်တို့လည်းပြန်သွားပြီးကျုပ်တို့တားမိတော့ရောက်အဲ့ဒီကိစ္စတွေကိုပြန်ပြောနေတော့မှရွာထဲကအကြောက်ခဲနဲ့တံမဏိတို့နဲ့အောင်ရောက်လာကြတယ်ဘာတွေပြောနေကြလဲကိုတာတရအဲ့ဒါနဲ့သူတို့ကိုအကြောင်းဆုံးပြောပြလိုက်တယ် ကျောက်ခဲနဲ့တန်မဏိကလည်းဟာကုဒတီအခုညီလိုရင်လည်းပြောနော်အဲ့ဒီလိုပြောပြီးသူတို့ပြန်သွားကြတယ်ညကြဘုရားရှိခိုးပြီးမဖဲဝါရုပ်ထုလေးကိုခေါင်းအောက်ကိုထားပြီးအိတ်လိုက်တယ်အိမ်မက်ထဲမှာတာတီတာတီပါရိသရှိလို့ငါ့ကိုခေါ်တာလေအော်ဒီလိုပါမဖဲဝါကျုပ်တို့ရဲ့ဟိုဘက်ရွာမှာဒီလိုကိစ္စတွေဖြစ်သွားတယ်အဲ့ဒီလိုပဲကျုပ်အားလုံးအလုံးစုံပြောပြလိုက်တယ်ဟဲ့တာတီ အဲ့ကောင်ကြီးကလူဘွားမှာဘုန်းကြီးเจ้าကဘိုးသူတော်ပဲအရန်အလိုလောဘကြီးတဲ့သူကြီးပဲဘုန်းကြီးเจ้าကပစ္စည်းတွေကိုခိုးပြီးရောင်းတယ်ဖျားပစ္စည်းတွေကိုအလွဲသုံးစားလုပ်တယ်ဘုန်းကြီးတွေမစားရသေးခင်စားစရာတွေကိုခိုးစားတယ်တည်တော့အခုလိုအလောင်းစားတဲ့တရေတပတ်ကြီးဖြစ်သွားတာပေါ့အေးငါတော်သူ့ကိုနိုင်မှုမသေးကြသေးဘူးတာတည်းကြီးဗျာဒါဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲမပဲวะအေး ငါတခုတော့ပြောပြမယ်တေချာမှတ်တာမနေ့ပြန်နေနှုတ်ရွာတဲ့အဲ့ဒီဘူးသူတော်ကြီးဝင်လာလိမ့်မယ်နေနှုတ်ရွာကလူတယောက်တေလိမ့်မယ်အဲ့ဒီကြာတေတဲ့သူရဲ့နေရာမှာ နေကအစားဝင်ပြီးအခေါင်းထဲမှာနေရမယ်သူကနေရဲ့အလောင်းကိုလာခုပြီးစားမယ်အချိန်ကျနေဆရာတွေပေးထားတဲ့ချိန်မှန်းခွင့်ကိုအဲ့ဒီဘူးသူတော်ကြီးကိုစွတ်ရမယ်နောက်ကိစ္စတွေကိုတော့ငါဆက်လုပ်မယ်ကြားလားအဲ့ဒီလိုပြောပြီးတော့ပျောက်သွားတယ် ကျုံလေလန့်လို့လာတော့မနဲ့၄နာရီရှိပြီဗျမနဲ့နိုးတော့ကျုံလေမျက်နှာတက်ပြီးခမင်းချမ်းလေးစားနေတော့မယ်အဘနဲ့အမေကနိုးလာတယ်ကျုံကလည်းအဘနဲ့မေတို့မျက်နှာတက်ပြီးမနဲ့စားစားပီးရနဲ့ဖျားခန်းနဲ့ဝင်ပြီးပေးတရားတွေရွတ်ဖတ်နေလိုက်တယ်အမေကဘာလို့လဲတာတေးဆိုပြီးမေးပါတယ်ကျုံကလည်းညာအဖြစ်ပြက်တွေကိုပြောပြလိုက်တယ်အဘကလည်းငါတို့ရွာကတယောက်တည်တော့မယ်ဆိုပြီးပြောနေတော့တယ် မကြခင်မှာပဲหนีထွက်လာတော့တယ်หนีထွက်လာပြီမဲ့နှင်းတွေကပိတ်နေတော့မယ်အဲ့ဒီချိန်ကြီးစီတန်ကြီးထွက်ပေါ်လာတော့တယ်ကျုပ်ကလည်းမျက်စိချေမှန်းကွင်းပြီးမကြီးပင်ကြီးဘေးမှာနေပြီးရွာလမ်းမပေါ်ကိုလှန့်ကြည့်လိုက်တယ်ဝင်လာပြီဗျာဖိုးသူတော်ကြီးပစိုးတူတူနဲ့အပေါ်ကလည်းပိတ်ဖြူကြီးပတ်ပြီးဗိုက်ကြီးကလည်းပူလိုက်တာမှာနေရွက်ကြီးတွေကလည်းအရှိကြီးဗျာရွာထိပ်ကစပြီးကြီးစီတီးလာလိုက်တာဟိုဘက်ရွာအဆုံးရောက်တော့ပျောက်သွားတယ် ကျုပ်ကလည်းအိမ်ပေါ်ပြန်တက်ပြီးအဘတို့ကိုပြောပြလိုက်တယ်။အဲ့ဒါနဲ့အိမ်ကိုကြောက်ခဲနဲ့တမဏီတို့ရောက်လာပြီ။ကိုကြီးတော်တီကျေးစီတန်ကြားလိုက်တယ်မလား။ကျွန်တော်တို့လိုက်ကြည့်တာတော့အတန်ကြားပြီးရုပ်မတွေ့ဘူးဗျ။ခဏနေတော့ကျုပ်တို့စကားပြောနေတော့မှငိုတန်ကြီးနဲ့ကိုတော်မောင်တယောက်ရောက်လာတယ်။တာတီတာတီဘာဖြစ်တာလဲကိုတော်မောင်ရ။အာငါညီတောင်ဆုံးပြီကွာ။အာ ဘလို့ဖြစ်လာလဲကိုတောင်မောင်ရာအေးအကောင်းကြီးကနေရေတောက်တာရေနေပြီးသေသွားတာဟာကွာကျုပ်အမေလည်းမျက်ရည်လေးဆန်းဆန်းနဲ့ကျုပ်အဖလည်းစိတ်မကောင်းနေဖြစ်နေတာပေါ့ဗျာကိုတောင်မောင်ဘာပဲဖြစ်ဖြစ်လေအခုကဖြစ်ပြီပြီပဲကျုပ်တို့ကဒီတရေကိုနှိမ်နှင်းရမှာကျုပ်အစီအစဉ်ပြောပြမယ်ကျုပ်ကလည်းညာပါမဖဲဝါပြောထားတဲ့အစီအစဉ်တွေကိုပြောပြလိုက်တယ်ကိုတောင်မောင်ကလက်ခံတော့ကိုတောင်မောင်အိမ်ကိုကျုပ်ရင် ကြောက်ခဲရဲ့တမဏိတို့ပါလိုက်ခဲ့ပြီးနာယီကိစ္စကိုစီစဉ်ကြတယ်။ကြောက်ခဲနဲ့တမဏိကလည်းကျုပ်ကိုကူညီဖို့အစဉ်သင်ရှိနေတယ်။ရွာကလူကြီးတွေနဲ့အခေါင်းလုပ်တဲ့ဦးအေးတို့လည်းရောက်လာကြတယ်။ကာလာသားတွေကလည်းလေးတိုင်စင်နဲ့အခေါင်းထားဖို့နေရာတွေလုပ်ကြတာပေါ့ဗျာ။ဦးအေးကအခေါင်းလုပ်ဖို့တာအောင်ကိုကိုတိုင်းကန်နေကျုပ်ကလည်းဦးလေးကျုပ်အရွယ်စားနေပဲတိုင်းပြီးအခေါင်းလုပ်ပေးပါဗျာ။ဟာတတိလာနောက်မနေပါနဲ့ကွာ။ မနောက်ပါဘူးဗျာတကယ်ပြောနေတာပါဟာတတိအဲ့လိုလောက်တာတွေကနမိတ်မရှိဘူးကွာဘလို့ပြောလို့မှမရတော့ကိုတောင်မောင်ကဘေးကိုခေါ်သွားပြီးအเจ้าဆောင်ကိုပြောပြလိုက်တယ်။အိုဝေကတတိအရွယ်စားတိုင်းပဲလှုပ်ပြလိုက်တယ်။တောင်ကကိုလုံးသေးတော့တတိအရွယ်နဲ့လှုပ်ထားလဲအဆင်ပြေပြေထဲ့လို့ရသွားတယ်။အဲ့ဒီလိုနဲ့ညရောက်တော့ဖေးရိုက်တဲ့သူတွေကရိုက်အလောင်းကိုထမင်းကျွေးတဲ့သူကကျွေးနေပုံမပြတ်နေနေလိုက်ကြတယ် ကျုပ်ရဲ့မျက်စိနဲ့နားတွေကိုစေးကွင်းပြီးကြောက်ခဲနဲ့တန်မဏိကိုလည်းစေးကွင်းထားခိုင်းလိုက်တယ်။နောက်စေးကွင်းလို့မရှုပ်သွားနဲ့အောင်ပြ။ကြီးစီတန်ကြောင်းရင် အကုန်အိပ်ပျော်သွားကုန်တာဆိုတော့နောက်စေးကွင်းထားမှအိပ်မပျော်ပါလေ။တန်မဏိနဲ့ကြောက်ခဲအပြင်တချို့ရွာသားတွေကိုလည်းကွင်းပေးထားရတယ်။ခဏနေတော့ကြီးစီတန်ကြီးစတင်ထွက်ပေါ်လာတော့တယ်။ကျုပ်ကလည်းအခေါင်းထဲမှာဝင်နေလိုက်တယ်။တဖြည်းဖြည်းကြီးစီတန်ကနှီးလာတယ်။ ခဏနေတော့အတန်ကဝေးသွားပြန်တယ်ဗျအဲ့ဒီအကောင်ကြီးကတရွာလုံးကိုပတ်ထူနေတာဟောနီးလာပါပြီဗျာတဖြည်းဖြည်းကြီးစီတန်ကကျုပ်အနာကိုနီးလာတယ်ဗျကြီးစီတန်လည်းရက်သွားပြီးကျုပ်အခေါင်းကြီးကိုမပြီးပြေးတော့တာပဲဗျကျုပ်ဘဝလည်းနိုးစီဘူးတဲ့ထဲ့တာနဲ့ခဲလုံးလိုပဲအခေါင်းထဲမှာဟိုဆောင်ဒီဆောင်နဲ့ခေါင်းတွေကိုကျိန်နေတာပဲဗျာတော်တော်လေးကြာတော့ရက်သွားပြီဗျအခေါင်းကိုပြစ်ချလိုက်တာ တော်တော်နာတာဗျာဘုသူတော်ကြီးကအစာစားရတော့မှကိုပျော်နေတဲ့အတန်ကြီးနဲ့အားရပါရရည်နေတာဗျာကျုပ်လက်ထဲမှာလဲကျုပ်စီအောင်ပေးထားတဲ့ချိန်မန်းဝင်းကို သူ့လည်းပင်ဆွတ်လို့ရမယ်အရွယ်လောက်ချဲ့ထားတယ်ဖះသာလဲရွတ်နေရတာဗျို့စိတ်ထဲမှာလဲမဖဲဝါသာအချိန်မီရောက်မလာရင်တော့ဒုက္ခပဲလို့တွေးနေမိလိုက်တာဘုသူတော်ကြီးအခေါင်းအဖုံးကြီးကိုအလောတကြီးခွာနေတာ အကောင်ဖုံးကအတန်နဲ့ရိုက်လာတော့လွန်လွန်နဲ့ခွာမရဖြစ်နေတာပေါ့ဗျာအကောင်ဖုံးလည်းဖွင့်သွားပြီးကျုပ်ရဲ့မျက်နှာကိုရှာကြီးနဲ့ရဲတော့တာပဲဗျာအဲ့ဒီချိန်မဖဲဝါကသူ့ကောင်းကိုချိန်မှန်းခွင့်နဲ့ဆွတ်ဖို့ပြောထားတဲ့အတန်တိုးတိုးလေးကြားလိုက်ရလို့ချိန်မှန်းခွင့်နဲ့ဆွတ်လိုက်တယ်ဗျာအော်ဒါအကျဉ်းကြီးနဲ့ပူတယ်ပူတယ်နဲ့အဲ့ဒီဟာကြီးချုပ်ပေးပါအယမ်းပူလို့ပါဗာပဲပြောပြောသူနားထောင်မယ်ဆိုပြီးအော်နေတာဗျာ မဖဲဝါကိုကြည့်လိုက်တော့ချိန်မှန်ငွေချွတ်ပေးပါဆိုတဲ့ပုံစံနဲ့ပြနေတော့မဖဲဝါလည်းချွတ်ပေးလိုက်တယ်။အဲ့ဒီချိန်မှာမဖဲဝါကလေးဘော်ကိုခုံပြီးဘူးသူတော်ကြီးရဲ့နောက်ကျောကိုပြန်ကနေမိအောင်ရိုက်ချလိုက်တယ်။ဒူးထောင်ကျသွားတဲ့ဘူးသူတော်ကြီးကိုမဖဲဝါကဟဲ့တေးကောင်နင်နောက်ဆိုဒီရွာတွေနဲ့လူတွေရှိတဲ့ပတ်ဝန်းကျင်မှာမနေရဘူး။နင်ငါးနောက်ကိုလိုက်ပြီးလူတွေနဲ့ဝေးရမှာနေရမယ်။ကြားလား။ နင်အိုက်ဂရီကိုပေးနိုင်မှာနင်ကိုလွတ်ပေးနိုင်မယ်ဟုတ်ဟုတ်ကဲ့ပါဂရီပေးပါတယ်မဖဲဝါရောဖိုးသူတော်ကြီးပါပျောက်ကွယ်သွားတော့တယ်ကျုပ်ရောက်နေတဲ့နေရာကိုကြည့်လိုက်တော့ရွာအပြင်ကဂျမ်းကွယ်ကြီးထဲမှာဗျကိုကြီးတတေဖြိုးကိုကြီးတတေကြောက်ခဲနဲ့တမ်မနီတို့ရဲ့ခေါ်ဆံကြောင့်ကျုပ်ကလည်းဂျိုင်ဝမ်းထဲကနေအပေါ်ကိုတက်လာပြီ ဟေးငါဒီမှာဟေ့ကြောက်ခဲကျုပ်တို့လည်းအခေါင်းကြီးရောပြန်ယူလာပြီးကိုတော်အောင်နာရဲကိုဆက်ပြီးပြုလုပ်ကြပါတယ်အခုတင်ဆက်ပြီးခဲ့တဲ့အလောင်းစားတရေဆိုတဲ့ဇလန်းလေးကိုပိတ်တက်များအနေနဲ့ကြိုင်နေတက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာနောက်နေ့တွေမှာရောကျွန်တော်တို့ရဲ့ channel လေးကနေဘလို့စိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇလန်းတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးပါဦးခင်ဗျာဒီနေ့ကတော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါရစေခင်ဗျာ